တမနော်ဒေါ်နီထရန့်ကဇန်နဝါရီလကအရရက်ကုန်တဲ့ပုံများကောက်ခံခြင်းကိုလှုပ်ဆောင်ခဲ့တာကြောင့်အကောက်ခံဝင်ငွေများတိုးလာတည်တိုင်အမေရိကန်ဘတ်ဂျက်သည်လွန်ခဲ့သောနှစ်တွင်လူငွေအနည်းငယ်ပြနေတယ်လို့အော်တိုဘာ16ရက်တွင်ထုတ်ပြန်ခဲ့တဲ့တရားဝင်အချက်လက်များအရသိရပါတယ်။စက်တင်ဘာလဆုံးသက်သော2025ဘန်နာရီနှစ်အတွက်စုစုပေါင်းလူငွေသည်200ဂိုင်နှုန်းသို့မဟုတ်ဒေါ်လာ41ဘီလီယံရောက်သွားခဲ့တယ်လို့ဘန်နာရီဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပြည်သူ့ကျွေးမီများပြည်သူတို့ထုတ်ရောင်းသောအစိုးရချင်းငွေစာချုပ်များအတွက် ပေးရသောဒေါ်လာများတန်ချိန်တင်မြင့်တက်ခဲ့ကအမေရိကန်ဒေါ်လာ1.2ထရီလီယံရှိခဲ့ပြီးပြည်သူ့ကျန်းမာရေးအသုံးစရိတ်တွေမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။သို့တော်လည်းကုန်သင်ကုန်များအပအဝင်ကောက်ခံရရှိသောအကောက်ခွန်ငွေများတိကျတတာဒေါ်လာချင်းကလုံငွေပြမှုများကိုကုနေနိုင်ခြင်းမရှိဘူးလို့ဗန်နိုင်းဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။ကောက်ခံခဲ့သောအလားတူအကောက်ခွန်ပမာဏသည် နှစ်အလိုက်ကာလတူနေထားတွင်ဒေါ်လာ84ဘီလီယံမှဒေါ်လာ102ဘီလီယံအထိမြင့်တက်သွားခဲ့ပါတယ်။ တူချင်းပေးဆောင်ရသောအခွင့်အရေးများသည်ရင်းကာလအတွင်း600ခိုင်နှုန်းမြင့်တက်လာခဲ့ရာဒေါ်လာ3.3ထရီလီယံမှဒေါ်လာ3.5ထရီလီယံထိရှိခဲ့တယ်လို့အမေရိကန်ဖန်တိုင်းဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်။အချက်အလက်များတွင်ဖော်ပြထားခဲ့ပါတယ်။ကောက်ခံတဲ့အကြမ်းဖျင်းကော်ပိုရိတ်အခွင့်အရေးများသည်စလဲရခိုင်နှုန်းရောကျခဲ့ပြီးဒေါ်လာ486ဘီလီယံရှိခဲ့တယ်လို့ဆိုပါတယ်။ဘတ်ဂျက်လုပ်ငန်းရဲ့ GDP ခန့်မှန်းချက်အကျိုးသည်ယခုအခါ9.9ခိုင်နှုန်းတွင်ရပ်တည်နေရာ ရင်းဒီလွန်ခဲ့သောဗန်ဒါရီနှစ်တုန်းကရှိခဲ့တဲ့6.3ရာခိုင်နှုန်းမှကျဆင်းသွားခြင်းဖြစ်တယ်လို့အကြီးအကဲဗန်ဒါရီတာဝန်ရှိသူကခန့်မှန်းပြောကြားခဲ့ပါတယ်။